ခုအစီအစဉ်ကတော့လူငယ်တွေအတွက်လုပ်ငန်းခွင်ထဲမှာမိမိရဲ့အထက်လူကြီးကိုဘယ်လိုကောင်းမွန်စွာဆက်ဆံဆောင်ရွက်နိုင်မလဲဆိုတော့ကိုယ့်အထက်လူကြီးကိုဘယ်လိုစီမံခန့်ခွဲမလဲ How can I manage my boss အဲ့ဒီကောင်းစင်နဲ့ကျွန်တော်စဉ်းစားမှဖြစ်တယ်အဲ့တော့ကို boss ကိုကိုစီမံခန့်ခွဲလို့ရတယ်ကို boss ကလည်းကိုစီမံခန့်ခွဲရတယ်ကို boss ကိုလည်းကို manage လုပ်လို့ရတယ် မှန်ကန်တဲ့နေတွေနဲ့ manage လုပ်လို့ရလူချင်းမေကလူငယ်တယောက်ဆိုရင်လူချင်းမေကဝင်ထမ်းလို့ပြောရင်လူချင်းမေရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာလူချင်းမေနဲ့လူချင်းမေရဲ့အထက်လူကြီးကြားဆက်ဆံရေးနဲ့များစွာဆက်ဆက်ပတ်သက်တယ်။အဲ့လိုပြောလို့လူကြီးကိုဖားရမယ်လို့ဆိုလိုတာမဟုတ်ဘူး။သို့တော့ကိုကစစ်မှန်တဲ့တန်ဖိုးဖန်တီးမှုလူကြီးကိုလုပ်ပေးနိုင်ကိုလည်းတန်ဖိုးတက်လာ။ဒါကြောင့်လူငယ်တွေအတွက်ဒါအလွန်အသုံးဝင်တယ်။ကိုနိုင်ငံထဲမှာပဲလုပ်နေတဲ့သူတွေဖြစ်ဖြစ်နိုင်ငံခြားမှာလုပ်နေတဲ့သူတွေပဲဖြစ်ဖြစ်အဲ့လားနံပါတ်1အချက်ကိုအထက်လူကြီးဘာတွေကြိုက်လဲဘာတွေမကြိုက်လဲဒါကိုကောင်းစွာသိဖို့လို့ ဲ့ဒါကိုတိတ်ချသိဖို့လို့ဟာဥမာဆိုကျွန်တော်ကျွန်တော်မြန်မာယဉ်ကျေးမှုရဆိုကျွန်တော်တို့ကကိုယ့်လူကြီးကိုကိုယ်ဒင်နာတွေပါတယ်ဆိုရင်ဟဲ့လားဟင်းတွေပါတယ်ဥချတော့ဘဇုံမစားဘူးတခါမှတ်ထားလေနောက်တခါကျဖွဲ့မှာသွားပြီးတော့ဟလာသူကမှစကားပြောနေသူကလည်းဘဇုံနေကြီးပဲတော်တာထဲလာသူကပါးစပ်လေးရောက်သွားတဲ့အခါလေးကြအကိုအထက်လူကြီးပါရင်ကြိုက်လဲပါရင်မကြိုက်တယောက်နဲ့တယောက်မတူဘူးအကြိုက်တချို့ကကျသူ့လေးလေးစားစားဆက်ဆံတာကြိုက်တယ်သူ့ respect ပေးတာကြိုက်တချို့ကကျလွတ်လွတ်လပ်နေတာကြိုက်တယ်တချို့ကအချိန်ဝင်လေးစားတာကြိုက်တယောက်နဲ့တယောက်မတူဘူးကိုအထက်လူကြီးဘာကိုကြိုက်လဲဘာကိုမကြိုက်လဲဒါကိုကောင်းကောင်းသိဖို့လို့ ပြီးရင်တော့အရေးကြီးတဲ့အချက်ကတော့နော်ကျွန်တော်တို့တင့်ရဲ့ boss ကသူ့ဘာသာသူတော်ပြက်တနာတွေလုံလောက်နေပြီနော်သူ့ကိုပြက်တနာထပ်ပြီးတော့မယူသွားနဲ့သူ့ကိုတခုခု problem တခုတင်ပြတော့မယ်ဆိုရင်ကိုကတက်နိုင်တယ်လောက်ကိုဘက်ကဒစိမ့်တစ်ပိုင်းလောက်ပဲဖြစ်အဖြေရှာပြီးမှတင်ပြနော်အကောကတော့သူနဲ့အတွေ့အကြုံချင်းမတူလုံးသက်ချင်းမတူပညာချင်းမတူတဲ့အတွက်သူ့လောက်တော့ဒီပြဿနာကိုဖြေရှင်းတဲ့နေရာမှာပြည့်စုံကြီးမှာပြည့်စုံမယ်။သို့တော့ကိုယ့်ထက်လူကြီးပြဿနာကြီးပဲသွားမတင်ပြနဲ့။ကိုတက်ဆွမ်းသလောက်ဒီပြဿနာရဲ့အဖြေပါစဉ်းစားပြီးပြပေး တင်ပြပေးဒါဆိုရင်လူချင်းမျိုးကသူပို့ပြီးတန်ဖိုးထားလာလိမ့်နော်ဒါဒီအလွန်အရေးကြီးတယ်နော်ပြီးရင်သူ့ရဲ့နံပါတ်3ချက်ကတော့သူ့ရဲ့အချိန်ကိုမဖြုံးမိစေနဲ့သူ့ရဲ့အချိန်ကိုမဖြုံးမိစေနဲ့အဲ့တော့မလိုအပ်ဖ ೇನೆ နော်သူ့ရဲ့အချိန်ကိုကိုကသွားပြီးတော့အချိန်ကုန်စေမဲ့အလုပ်တွေကိုမလုပ်မိစေနဲ့နောက်ချက်တစ်ချက်ကအလွန်အရေးကြီးတာတော့အများရန်သူ့အပေါ်မှာကျွန်တော်တို့ကတစ္ဆာရှိမှုကိုပြတ်တာပုံပဲဘယ်ထက်လူချင်းမျိုးဆိုသူ့ကိုတစ္ဆာရှိတဲ့သူကိုပဲသူသဘောကျတာဖြစ်တယ် နောက်တစ်ခုကတော့အဲ့ဒါလို့သူ့ကိုတစ္ဆာရှိခိုင်းလို့သူ့ကိုအမြဲတမ်းသူနဲ့သဘောတူရမယ်လို့မဆိုလို့ကိုနဲ့သူနဲ့ကြားမှာကိုကသဘောထားမတူညီတာတစ်ခုရှိရင်သူ့ကိုပြောလို့ရတယ်သို့တော့လူကြားသူကြားထဲမှာတော့သူ့ကိုသဘောထားမတူညီမှု ကိုယ့်ရဲ့သဘောမတူနိုင်ကြအောင်ဘယ်တော့မှမပြောမိစေနဲ့နော်ကိုယ့်ထက်လူကြီးပြောတာကိုယ့်သဘောမတူဘူးဆိုရင်လူသားသူကြားမှာတော့ထဲမှာတော့မပြောမိစေနဲ့နှစ်ကိုကြားနှစ်ဦးချင်းတွေ့တဲ့အချိန်မှာလွတ်လပ်စွာပြောနိုင်တယ်အဲ့ဒီအချိန်ကျမှသူရှင်းပြလိုက်တဲ့အခါအော် तू ကကိုယ့်ထက်အထက်လူကြီးဖြစ်တဲ့သူရဲ့ရှုပ်ငြင်းမှုကကိုယ်ကမမြင်နိုင်တာလည်းဖြစ်နိုင်တာကိုဆယ်တိုင်းမှာရှိတဲ့သူနဲ့နှစ်ထပ်တိုင်းမှာရှိတဲ့သူမြင်ကွင်းချင်းမတူဘူးလေသူရှင်းပြလိုက်မှကိုကသဘောပေါက်ပြီးလက်ခံသွားတာမျိုးဖြစ်နိုင်တယ်နောက်ထပ်အရေးကြီးဆုံးချက်ကတော့ကိုယ့်ရဲ့အထက်လူကြီးကိုတံပိုးပေါင်းထည့်ပေးဖို့ဖြစ်တယ်။အကိုယ့်ရဲ့ကျွမ်းကျင်မှုတစုံတရာရှင့် အဲ့ဒီအရာနဲ့ကို့အထက်လူကြီးကိုတံပိုးပေါင်းထည့်ပေးဆိုလိုတာကတော့ဥမာကို့လူအထက်လူကြီးရဲ့လူကြီးဆိုတော့ဟို ICT တွေပါတိတ်နားမလဲဟုတ်ကိုကလူငယ်ဆိုတော့ကွန်ပျူတာကျွမ်းတော့ဥမာဆိုကိုက PowerPoint တွေပါလေးလောက်တာကျွမ်းတယ်ကျွမ်းကျင်တယ်ပေါ့နော်အဲ့တော့ကို့အထက်လူကြီးစီဝေးရှိတိုင်းမှာသူ့အတွက်ကို PowerPoint ပြင်ပေးတာမျိုးလုပ်ပေးမယ်ဆိုရင်သူ့ကိုတံပိုးတက်စေတဲ့အတွက် तू ကလည်းကို့ဘော်ကိုတံပိုးထားစီမှာဖြစ်ဒါကြောင့်ကို့ရဲ့ကျွမ်းကျင်မှုတစုံတရာနဲ့ကို့ရဲ့အထက်လူကြီးကိုတံပိုးပေါင်းထည့်ပေးပါလူကြီးမင်းလည်းတံပိုးတက်လာမှာဖြစ်ပါဒါကစစ်မှန်တဲ့နီလန်းနေနဲ့ ူကျွန်တို့နဲ့လူကျွန်တို့ရဲ့အထက်လူကြီးကြဆက်ဆံရေးကိုကောင်းမွန်စွာတည်ဆောက်ပြီးတော့မှလူငယ်တွေအတွက်လုပ်ငန်းဝင်အောင်မြင်မှုကိုဆောင်ရွက်နိုင်မှုအတွက်ချစ်ခင်စွာမျှဝေပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်မျှဝေမှုကနေလူကျွန်တို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်အဲ့တင်နန်းတက်ချင်တဲ့သူတွေကဒီလမှာကျွန်တော်ဖွင့်ပါစကားဆွင့်တင်နန်းဖြစ်တယ်။ online တင်နန်းကတော့ကျွန်တော်တို့တက်လို့မရတော့လူကပြည့်ုံနေမကဘူးရှမ်းသွားပြီ။အပြင်လူတွေ့တင်နန်းကတော့အခုလာမဲ့စနေတင်းနေကနေလာမဲ့ ငါးလပိုင်းဆယ်ရက်နေ့နဲ့ဆက်တည့်ရက်နေ့စနေနေ့နေ့မှာမနေ့စင်တာရက်နေ့ညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတဲ့ကျွန်တော်ရဲ့ Amble တင်နန်းကျောင်းမှာကျွန်တော်နေ့နေ့ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်မှာဖြစ်ပါတယ်။ Online တင်နန်းကတော့ကျွန်တော်တို့တက်လို့မရတော့အပြင်လူတွေတင်နန်းကတော့ဒီအခုကျွန်တော်ရောက်နေတဲ့တော်ဝင်စင်တာ3လာမှာရှိတဲ့တောင်ဝူရုံးကျွန်တော်တို့ Amble Institute ရဲ့ဒီတောင်ဝူရုံးထဲမှာ ကျွန်တော်တို့ကျွန်တော်နဲ့တွေ့ဆုံပြီးတက်ရောက်มาဖြစ်တယ်ကျွန်တော်တင်တန်းနဲ့ဟောပြောပွဲနဲ့ကိုခွဲထားတယ်ဟောပြောပွဲဆိုလူ9တထောင်နဲ့ပြောတယ်တင်တန်းဆိုကျွန်တော်ခုနပြောတဲ့အတိုင်းပဲကျွန်တော်လူအနေငယ်နဲ့ပဲရင်းနှီးနှီးဆွေးနွေးတင်တာဖြစ်တယ်ဒါကြောင့်လူ၄နေရာပဲကျွန်တော်ရခုံ၄နေရာပဲကျွန်တော်ရအဲ့တင်တန်းတက်ချင်တယ်ဆိုရင်နာမည်ရဖုန်းနံပါတ်ရကောမမမင်းနဲ့ message မှာရေးတာပဲကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်အခု season ကြည့်တဲ့သူတွေကိုကျွန်တော်တို့20% discount ဆက်ပြီးတော့ပေးထားပါတယ်လို့သတင်းကောင်းပါလို့ပါတယ် အဲကျွန်တော်တို့တင်တန်းကြောင်းသိစိတ်ချက်လက်ကိုကျွန်တော်တို့ဒီ page ဝင်ဝင်ကြည့်ပါအပေါ်ဆုံးမှာကျွန်တော်တို့ video file နဲ့တူတင်ထားပေးပါတယ်မိကုန်းလေးတွေမေးစရာရှိရင် comment မှာရေးခဲ့ပေးပါလူကျွန်တော်ရဲ့ comment တွေကိုတံပိုးထားပြီးဖတ်ပါတယ်ဖြည့်သိမ့်ဖြည့်တိုက်တဲ့မိကုန်းတွေကိုလာမယ့်အစီအစဉ်တွေမှာကျွန်တော်ဖြည့်ချပေးသွားပါမယ်ဘန်ကောက်ကသူတွေအတွက်ကတော့ကျွန်တော်ရဲ့ meet and greet in bangkok ကျွန်တော်ရဲ့ fan meeting ပေါ့နော် meet and greet in bangkok ကိုလာမယ်မေလ16ရက်နေ့မှာနေ့လယ်2နာရီနဲ့9နာရီထိထိုင်းနိုင်ငံဘန်ကောက်မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်ဒါကြောင့်ဘန်ကောက်မှာကျွန်တော်နဲ့ရင်းနှီးတွေ့ဆုံဆွေးနွေးခြင်းတဲ့သူတွေကျွန်တော်နဲ့ ဟောပြောပွဲလဲပါမှာပေါ့เนาะပြီးရင်ရင်းနှီးဓာတ်ပုံရိုက်ကြမယ်လက်ဆောင်တွေပေးကြမယ်ဒီအစည်းအဝေးမှာပါဝင်ခြင်းတဲ့သူတွေတစ်ကက်ကြိုဝယ်ထားပါတစ်ကက်လိုချင်တဲ့ဆိုရင် message မှာရေးထားပေးကျွန်တော်တို့လိုအပ်တဲ့အချက်လက်တွေပြန်ပေးထားပေးပါမယ်မေလာ16ရက်နေ့မှာလဲဘန်ကောက်မှာတွေ့ကြပါမယ် We must work together we must build our nation